ဒီကနေဒါကိုចောင်းတက်ပြီးတော့มาမလာခြင်းဦးတခြားစီးပွားရေးလုပ်ပြီးတော့มาလာလို့ရလားဆိုပြီးတော့มาတည်ခြင်းတဲ့သူတွေအတွက်ပေါ့နော်လောလောဆယ်ကျမတို့ကိုယ်တိုင်ဒီ invitation ပေါ့နော် ITA လို့ ITA လို့ခေါ်တာပေါ့နော် invitation to apply ဆိုပြီးတော့มา ်ပီယာဟို invitation ရထားတဲ့ program လေးတစ်ခုအကြောင်းပြောပြချင်လို့ပါအဲ့ program ဆက်သွားမသွားကတော့စဉ်းစားနေတော့မယ်ပေါ့နော်ဒါပေမဲ့အကယ်၍များစိတ်ဝင်ဒီလိုမျိုး program မျိုးကိုစိတ်ဝင်စားတဲ့သူရှိခဲ့တယ်ဆိုလို့ရှိရင်အသုံးဝင်အောင်လို့အတွက်ကိုမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ကနေဒါမှာသူကဒီ federal အရ business visa ရှောက်ပြီးတော့မှလာလို့ရတယ်လို့သူ့ရဲ့ program နေတိုင်းမှာ PR program ပေါ့နော်သူတို့ရဲ့ပြည်နယ်မှာ business လုပ်ပြီးတော့မှ PR လမ်းကြောင်းကိုတခါတည်းရှောက်လို့ရတဲ့ program တွေရှိတယ် entrepreneur stream ပေါ့နော်အဲ့တော့ပြည်နယ်တိုင်းရဲ့ပြည်နယ်တိုင်းမှာမတူညီတဲ့ stream တွေရှိတယ်လို့အဲ့ဒီ stream တစ်ခုချင်းချင်းတွေမှာလည်း requirement တွေကမတူဘူးပေါ့နော်အဲ့ကျွန်တော်တို့ရတဲ့ invitation ကကြတော့ဘယ်ရလဲဆိုလို့ရှိရင် Nova Scotia ကရတာကိုတက်နိုင်တဲ့ amount နဲ့ပြီးတော့လို့ရှိရင်ကိုပြရမယ့် network ပေါ့နော်ကိုမှာဘယ်လောက်ထိပိုင်ဆိုင်မှုရှိလဲပိုင်ဆိုင်မှုဘယ်လောက်ရှိရမလဲပြီးတော့လို့ရှိရင်ဘယ်လိုအချက်လက်တွေနဲ့ ယ်ကိုနဲ့ eligible ဖြစ်တဲ့အရာပြီး investment amount ပေါ်မှာမူတည်ပြီးတော့မှရှောက်လိုက်တာကတော့အရာဘာလဲဆိုလို့ရှိရင် Nova Scotia ရဲ့ Entrepreneur Stream အဲ့ဒီမှာမှသူကနှစ်မျိုးရှောက်လို့ရတယ်တစ်ခုကကြတော့ကိုက business ကိုစလုပ်မယ်ဆိုပြီးတော့မှ start a new business ပေါ့နော်ပြီးနောက်တစ်ခုကကြတော့လက်ရှိရှိပြီးသား business ကိုဝယ်ပြီးတော့လဲအဲ့ဒီလမ်းကြောင်းကိုရှောက်လို့ရတယ်အဲ့တော့ပေါ့နော်အဓိကဒီ stream ရဲ့အဓိက requirement တော့ဘာလဲဆိုလို့ရှိရင်သူက Nova Scotia ရဲ့မြို့ပေါ့သူက Halifax လို့ခေါ်တယ်အဲ့တော့ Halifax မှာရှိတဲ့ entrepreneurs ring ကိုရှောက်မယ်ဆိုလို့ရှိရင်ပိုင်ဆိုင်မှုကအနည်းဆုံး6သိန်းကနေဒါဒေါ်လာ6သိန်းပြရတယ်ပြီးရင် investment အနည်းဆုံးပေါ့နော် investment ကကြတော့ဘယ်လောက်လောက်ရလဲဆိုလို့ရှိရင်ကနေဒါဒေါ်လာ3သိန်းခွဲဒါပေမဲ့ကိုကအကယ်၍များ outside of halifax ပေါ့နော်ဒီမြို့ပေါ်မှာမလိုဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်ကနေလို့ရတဲ့ digital business ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုမျိုးပေါ့အဲ့တော့ဘယ်လိုမျိုး string ကိုရှောက်လို့ရလဲဆိုလို့ရှိရင် outside halifax area ပေါ့နော်အဲ့ဒါဆိုရင်ညာကျတော့ requirement ကနှိမ့်သွားတယ်ဥမာ ိုင်ဆိုင်မှုကအနည်းဆုံးဒေါ်လာ၄သိန်းပြရမယ်ပြီးရင် invest ကအနည်းဆုံးဒေါ်လာ၁သိန်း invest လုပ်ရမယ်အဲ့ဒါကိုဘယ်ကနေရှောက်လို့ရလဲဆိုလို့ရှိရင်ကြိုက်တဲ့နေရာကနေပြီးတော့မှကွာရှောက်လို့ရတယ်ဘယ်လိုရှောက်ရလဲဆိုလို့ရှိရင် live in rovers scotia ဆိုပြီးတော့မှ website ရှိတယ်အဲ့ဒီမှာမှအခုပြောတဲ့ entrepreneur stream ပေါ့နော်အဲ့ stream ကိုကွာတွားကြည့်တွားကြည့်ပြီးတော့မှသူ့ရဲ့ eligibility ကတော့ပြောရင်တော့ simple တော့ဖြစ်တယ်22နှစ်အထက်ဖြစ်ရမယ် business experience ဒါမှမဟုတ်ရင်ကုမ္ပဏီမှာ senior management level အနေနဲ့လုပ်အနည်းဆုံး၃နှစ်လုပ်ဖူးတဲ့သူဖြစ်ရမယ်အဲ ပြီးရင်အနည်းဆုံး English သို့မဟုတ် French အဲ level 5ပေါ့နော်အဲ့ဒီ points တွေအကုန်လုံးက eligible ဖြစ်တယ်ကိုနဲ့တင့်တော်တယ်လို့ချင်ရကြတော့ရှောက်ရတာကလည်းလွယ်တယ်သူတို့ကို EOI ပေါ့နော် expression of interest ဒီ program ကိုတော့ငါစိတ်ဝင်စားရတယ်ဆိုပြီးတော့မှအဲ့ဒီ file ကိုကိုကအချင်းဦးဆုံးမှာ online ကနေတင်ထားလိုက်ရုံပဲအဲ့တော့ တင်ထားလိုက်တဲ့နေရာမှာလဲဟိုကဘာ document မှာအဲ့ဒီအစ်စ်မှာပေးစရာမလိုသေးဘူးဒါပေမဲ့ကို provide လုပ်လိုက်တဲ့ information တွေကတော့ကိုနဲ့တကယ်အမှန်အတိုင်းဖြစ်ဖို့လိုတယ်ကိုကအကယ်၍များကိုရဲ့ plan ကဒီ business အသစ်ဆောင်ဖို့လားဒါမှမဟုတ်ရင် business account ကိုပြန်ဝယ်ဖို့လားအဲ့လိုပုံမှာမူတည်ပြီးတော့ကိုရဲ့ requirement တွေကိုထည့်ရတာတွေကတော့ကွာလိမ့်မယ်ဒါပေမဲ့ထည့်ရမယ့် information တွေက simple online form လေးဖြည့်လိုက်ရုံပဲပေါ့နော်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကို expression of interest တင်ပြီးသွားပြီဆိုလို့ရှိရင်အခုကျမတို့လိုမျိုးပေါ့နော်သူတို့က okay ဒီ business business လူကိုယ်တိုင်ရော business owner အနေနဲ့ရော business ကိုယ်တိုင်ကရော eligible ဖြစ်တယ်ဆိုလို့ရှိရင်ဒီ invitation to apply ဆိုပြီးတော့မှပြရ invitation ရတယ်။အဲ့ဒီရတဲ့အချိန်မှာတော့ကိုကဘာလုပ်ပေးရလဲဆိုလို့ရှိရင်တကယ် application ကိုဖွင့်ပြီးတော့မှအရှိမကိုပြောထားတဲ့ document တွေအကုန်လုံးကိုတင်ပေးရတယ်။ပြီးသွားလို့ရှိရင်ခုနသူတို့ရဲ့ requirement ကကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုကိုက declare လုပ်ထားတယ်။အဲ့ဒီပိုင်ဆိုင်မှု declare လုပ်ထားတဲ့အရာကမှန်မမှန်ကိုတော့သူတို့သတ်မှတ်ထားတဲ့ verifier တွေနဲ့ပြန်ပြီးတော့မှစစ်ဆေးပြီးတော့မှ report တင်ပေးရတယ်။ဒါပေမဲ့အဲ့ဒါကအနည်းဆုံးကို invitation to apply ရပြီးတဲ့အချိန်ရက်ပေါင်း180အတွင်းတင်လို့ရတယ်။ခုနပြောတဲ့ supporting document အနေနဲ့ application ကတော့ရက်ပေါင်း90အတွင်းတင်ရင်ရပြီပေါ့နော်။အဲ့တော့အခု stream လေးကကိုနဲ့တင့်တော်ပြီးတော့မှကနေဒါကို business လုပ်ပြီးတော့မှလာခြင်းတဲ့လူတွေရှိရဆိုလို့ရှိရင်တော့တစ်ချက်လောက်ကြည့်ကြည့်လို့ရတယ်ပေါ့နော်။ကိုနဲ့တင့်တော်ရင်မတင့်တော်ကြီးစိတ်ဝင်စားရင်မစားဘူး။ နောက်တစ်ခုကတော့အဲ့လိုဒီလို information တွေကိုဘယ်လိုရှာရမလဲပေါ့နော်ဒါကတော့ကြောင်ညာဝင်တာပါအဲ့တော့အရင်တုန်းကဆိုလို့ရှိရင်လည်းဒီ information တွေရှာပြီးဆိုလို့ရှိရင်လည်းကိုယ်တိုင်ကလည်းတစ်စိမ့်တစ်စိမ့်လိုက်တတ်တဲ့သဘောရှိရပေါ့နော်ဒါပေမဲ့အခုကတော့ AI ရဲ့အကူအညီနဲ့ကိုယ့်ရဲ့ profile ပေါ်မှာမူတည်ပြီးတော့မှ deep research လုပ်ရတာကအရင်ထက်ပိုပြီးတော့မှလွယ်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးအကယ်၍ကိုယ့်ရဲ့ ကိုလှုပ်ချင်တဲ့အရာပေါ့နော် research လှုပ်ချင်တာပဲဖြစ်ဖြစ် presentation လှုပ်ချင်တာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးအ tools တွေဘယ်မှာဘယ် tools တွေကကောင်းလဲဘယ်လိုမျိုးတွေဆိုပြီးတော့မှအလွယ်တကူသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ KIAI website မှာ AI tools လေးတွေကို list လုပ်ထားပြီးတော့မှတစ်ခုချင်းစီကိုရှင်းပြထားပါတယ်အဝင်ဖတ်ကြည့်လို့ရပါတယ်အသုံးဝင်ပြောဖို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးများကြပါစေကျေးဇူးများတင်ပါတယ်ရှင်